တမီးဖြစ်သူဖူပွေးကရှုပ်တယ်ဆိုတဲ့စကားလုံးကိုသုံးနှုန်းခဲ့တဲ့ဝန်ထမ်းအပေါ်မှာပိုးချပြုခင်ရဲ့ခင်မုံဖြစ်သူအကိုထွန်းကကိုတိလက်ရောက်ထိုးချိတ်ခဲ့တဲ့အပြင်အလောက်ကနေတဲ့ချက်ချင်းထုတ်ပြခဲ့တာကြောင့်လုံးဝမကျေနပ်ကြောင်းပြောလာခဲ့တဲ့ရန်နာပီကေထွန်းဆိုင်မှာလုပ်ခဲ့သူဝန်ထမ်းမျိုးသားကောင်းလေးကျွန်တော်မှဘာပြစ်မှမရှိပဲလေကျွန်တော်တို့ခွေးမောင်းသူတို့မောင်းထုတ်တာပါဒီမှာရန်နာပီကေထွန်းကဒီမှာကိုထွန်းလုံးဝင်ရကျွန်တော်တို့ မောင်းထုတ်တာပါဒီမှာခွေးလိုမောင်းထုတ်တာပါဒီကနေ့နိုင်ပိုင်းအတွင်းကရန္နာပီကေချွန်းဆိုင်ဆိုင်မှာအလုံးလုံးရာကနေပြဿနာဖြစ်ပြီးတော့အလုံးထွက်လာခဲ့ရသူဝန်ထမ်းမျိုးသားကသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖြစ်စဉ်အသေးစိတ်ကိုပြပြလာခဲ့ပြီးငွေရှိကုန်ရှိတယ်ဟုဆိုကကိုတီလက်ရောက်ထိုးကျိတ်ခဲ့တဲ့အပြင်မိသားစုကိုပါချိန်ချောက်ခဲ့တာကြောင့်ပိုးချိုင်ပြည်ဖင်ရဲ့ယောက်ျားဖြစ်သူအကိုထွန်းကိုလုံးဝမကြည်နဲ့ကြောင်းပြောကြားလာခဲ့တာဖြစ်ပါတယ် ဖြစ်စဉ်ကတော့အဆိုပါဆိုင်ဝန်နှန်းကောင်လီဟာ TikTok ဗီဒီယိုရိုက်ကူးနေစဉ်အကိုထွန်းရဲ့တမိအလက်ဖြစ်သူဖွေဖွေကအရှိကနေဝင်ရှုံနေတာကြောင့်ဝင်မရှုံနဲ့ဆိုပြီးတော့ပြောခဲ့ရကနေပြဿနာတက်ခဲတာလေးဖြစ်ပါတယ်အဆိုပါ TikTok ဗီဒီယိုရိုက်ကူးနေစဉ်ဖွေဖွေကရှိကနေခဏခဏဖျက်ရှောက်ခဲ့တာကြောင့်ဗီဒီယိုထဲမှာပါသွားခဲ့တာဖြစ်ပြီးအဆိုပါဗီဒီယိုကို TikTok ပေါ်မှာတင်ခဲ့တဲ့အပေါ်ဆိုင်ရှင်ဖြစ်သူပူဇော်ပြုခင်ကသာသမီတွေပါတဲ့ဗီဒီယိုကိုလုပ်ငန်း page မှာတင်လို့မရကြောင်းပြောကြားခဲ့တာလေးဖြစ်ပါတယ် အဆိုပါဝန်ထမ်းကောင်လေးကသူ့ကိုအခုလိုပြောခဲ့တဲ့အပေါ်မကျေနပ်ဘူးဆိုတဲ့အကြောင်းဆိုင်ထဲမှာလိုက်ပြောရကနေအကိုထွန်းကတီသွားခဲ့ပြီးဖူဖူကလိုက်ရှုံနေတာဆိုတဲ့စကားအပေါ်မှာမကျေနပ်တာကြောင့်အဆိုပါဝန်ထမ်းကို ထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဝန်ထမ်းကောင်လေးကတော့လုံးဝကျေနပ်မှာမဟုတ်ဘူးလို့ပြောကြားထားတာလည်းဖြစ်ပါတယ် ရှိရနေလိုက်လျှောက်တာရှုပ်ရှုပ်ရိုက်ရိုက်ပြီးတုံးဖို့ရိုက်ပြီးတော့ကျွန်တော်ကသွားကြမယ်ဆိုသွားလိုက်တာသွားတော့ကြအဲ့တုံးဖို့ကြံနေအဲ့တုံးဖို့တော့မှသူ့ပါနေပါတော့ကြကျွန်တော်အဲ့ဒီဟာလေးကိုတင်လိုက်တာတင်လဲတင်ပြီးတော့အမအမြင်သွားတာရှိမှမပိုးချယူခင်ဒါလေးကိုမြင်သွားတာရှိမှအဲဒီဝန်ထမ်းညီနဲ့ကလေးညီနဲ့ပတ်စင်နဲ့ကောက်မှာတင်ဝင်းမရှိဘူးလို့လာပြောတယ်ပြောတော့ပြောကျွန်တော်ကအဲ့အဲ့ဒါကိုဟုတ်ကဲ့ဟုတ်ကဲ့လို့ပြောလိုက်တယ်အမကိုကိုလည်းဘာမှမလုပ်ရပဲနဲ့အဲ့ तू ကလာရှုပ်တဲ့ဟာကိုအဲ့ကို့ပြောခံရလုံးဝမတန်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်အဲ့လိုပြောတာပြောလဲပြောပြီးတော့ဒီနေ့ကျတော့ ကိုတို့လုံးရမင်းရလေအဲ့လိုမျိုးပြောရလားမင်းကငါသမီးကိုအဲ့လိုမျိုးပြောရတယ်မင်းကဘာကောင်းလို့ဘာဖြစ်နေညာဖြစ်နေလဲကျွန်တော်လာပြောတာအဲ့လိုပြောတာပြောပြောသူကကျွန်တော်နောက်ကိုကတ်လာပြီမင်းကဘာကောင်းမလို့နဲ့ကျွန်တော်ကိုထိုးမလို့လောက်တာအဲ့နဲ့ကျွန်တော်ကျွန်တော်မထိုးနဲ့တော့ကျွန်တော်ထိုးရမလို့ထိုးရထိုးကြည့်လို့ပြောရအဲ့တော့ကျွန်တော်ထိုးချလိုက်တာကျွန်တော်ဒီနောက်ကိုထိုးချလိုက်တာပါနော်ဆိုတော့မင်းစကားကိုမြင်တော့လာလို့မှသာမင်းထွက်လိုက်တော့ပြီးရင်လည်းမိမနဲ့ကြိုက်တဲ့နေရာကြိုက်တယ်လို့ရှင်းလို့ရတယ်ပြီးလည်းပြီးတော့ မိမိသားစုကဒုက္ခပေးလို့ရတယ်မင်းသူ့ရဲ့လိပ်စာကိုပဲသိရမလားသူ့ဘယ်မှာနေရဘယ်မှာလိပ်စာရှိရသိရမလားဟုတ်ကဲ့ရရတယ်ကျွန်တော်လိပ်စာကျွန်တော်ပေးအောင်ပေးခဲ့လိုက်မယ်ကျွန်တော်ဘာမှမလုပ်ထားမှုဘူးချက်သူလို့လုပ်လို့ရတယ်အေးမိမိသားစုကဒုက္ခပေးလို့ရတယ်ဘာဖြစ်တယ်ကိုသိလာတယ်မင်းနဲ့ဘာဖြစ်တယ်ကြာဖြစ်တယ်ကျွန်တော်ပြောပြီးတော့မောင်းချတာတော့ကိုကိုထိလဲရလောက်တာလုံးဝမကျင်နဲ့ပါဘူးနော်ကြည့်နိုင်ငယ်ကြီးလောက်တာပါလုံဝကိုမတရားမှုပါเนาะလုံဝကိုကျွန်တော်လုံဝတန်းကြီးခံနေပါဘူးကျွန်တော်လာတက်သွားလို့ကျွန်တော်တည်သွားခဲ့ရင်တော့ကျွန်တော်ကကြော်နေဦးမှာเนาะလုံဝကိုမကြည့်နိုင်ပါဘူးเนาะ